မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်တုံးမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကနေကြဆောင်ရဲတပ်ဖွဲ့ဝင်တွေဟာအရကတတော် AAC မှာအလံဖြူထောင်းလက်နက်ချဖို့သူတို့ရဲ့အထက်အရာရှိတွေကိုတော်ပြောတဲ့အချိန်အထက်အရာရှိကပားရိုက်ပြီးလက်နက်မချဖို့ပြောဆိုနေတယ်ဆိုပါတယ်ရှမ်းပြည်နယ်တချီလေးမြို့ပေါ်မှာရှိတဲ့ online လောင်းကစားရုံကိုအကြံဖတ်စစ်တပ်ကဝင်ဆင်ပြီးတဲ့နောက် ဖန်စီရရှိတဲ့ဆိုင်ကအကောင်းစားတွေကိုကုန်ကားတွေနဲ့တင်ပြီးနေပြည်တော်ကိုတည်ယူနေကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကနေကြဆောင်ရဲတပ်ဖွဲ့ဝင်တွေဟာအရခတတော် AAC မှာအလံဖြူထောင်လက်နက်ချဖို့သူတို့ရဲ့အထက်ရရှိတွေကိုတော်ပြောတဲ့အချိန်အထက်ရရှိကပါရိုက်ပြီးလက်နက်မချဖို့ပြောဆိုနေတယ်လို့ မောင်တော်မြို့နယ်နဲ့ကြားဆောင်ရဲမီတာစုဝင်တွေစီကနေတည်ရပါတယ်။လက်ရှိမောင်တော်မြို့နယ်မှာလက်ကြံကြံနေသေးတဲ့စစ်ကောင်စီရဲ့နေကြားဆောင်တပ်တွေကရဲတပ်ဖွဲ့ဝင်တွေဟာအထက်ကအမိန့်အရသာမဖြစ်သားလို့စစ်တိုက်နေရတာဖြစ်ပြီးတေဘို့ကိုအားလုံးကကြောက်နေကြတဲ့အပြင်အေအေကိုလည်းတိုက်လို့လည်းနိုင်မှာမဟုတ်တဲ့အတွက်အလံဖြူထောင်းလက်နက်ချဖို့အတွက်လူကြီးတွေကိုတွားညိတဲ့အချိန်အရာရှိတွေကလာညိတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလက်နက်မချဖို့ပါးတွေရိုက်ပြီးပြောဆိုပြန်လွတ်လိုက်တဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေဟာဘာလို့ရမှန်းမသိဖြစ်နေတယ်လို့ နေကြဆောင်မိသားစုဝင်တဦးကပြောထားပါတယ်။လက်ရှိမြန်မာပြည်ဘက်ကိုထွက်ပြေးဖို့ပြင်ဆင်နေကြတဲ့နေကြဆောင်ရဲတပ်ဖွဲ့ဝင်တွေလည်းမောင်တော်မြို့နယ်မှာအများကြီးရှိနေပြီးစစ်ကောင်စီအရာရှိတွေကထွက်သွား권မပြုသလိုအရကတတော်အေအေးရဲ့ပြစ်ခတ်ဖမ်းဆီးခံရမှာကိုလည်းအားလုံးကစိုးရိမ်နေကြတယ်လို့လည်းဆိုပါတယ်။လက်ရှိမောင်တော်မြို့မှာစစ်ကောင်စီဘက်ကရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်အကြမ်းမှာပဋိပက္ခတွေဖြစ်နေကြပြီး တချို့ကထွက်ပြေးမယ်တချို့ကလမ်းဖြူထောင်းမယ်အရာရှိတွေကလမ်းဖြူထောင်းခွင့်မပြုတဲ့ပြဿနာတွေဖြစ်နေကြတယ်လို့လည်းနေကြားဆောင်မိသားစုဝင်နောက်တဦးကပြောထားပါသေးတယ်အရကတတော်အေအေကထုတ်ပြန်ချက်တိုင်းမှာရခိုင်ပြည်နယ်အတွင်းကစစ်ကောင်စီတရင်တပ်ဖွဲ့ရဲတပ်သားတွေအနေနဲ့အ мян ဆုံးလက်နက်ချအညံ့ခံမှာကအသက်ချမ်းသာရရမယ်လို့ပြောဆိုထားတာကိုနေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေကလက်ခံယုံကြည်ကြပြီးအလံဖြူထောင်းလက်နက်ချဖို့ထွက်ပြေးဖို့စီစဉ်နေကြပြီဖြစ် စကောက်စီအရာရှိတွေရဲ့တားဆီးပိတ်ပင်မှုတွေကိုကြုံနေရတယ်လို့လဲနေကြားဆောင်မိသားစုဝင်တွေကပြောထားပါတယ်။တစ်ဖက်မှာတော့လက်နက်ချအညံ့မခံတဲ့စကောက်စီတပ်ဖွဲ့တရင်တွေအားလုံးကိုအရခတ်တော်အေအေကထိုးစစ်ဆင်တက်ခိုက်သွားမှာဖြစ်ပြီးမောင်တော်မျိုးတဲကိုဝင်ရောက်တက်ခိုက်သိမ့်ပိုက်တော့မှာဖြစ်တယ်လို့လဲအရခတ်တော်အေအေကဇွန်လ16ရက်နေ့ကပဲတတိပေးကြေညာထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့စနရှင်ချေမုံရဲ့အတွက်စနစ်တကျလက်ကျင့်တိဆောက်ထားတဲ့တရင်တပ်မတွေအများအများထပ်မံပေါ်ထွက်ဖို့လိုအပ်ပြီး အမျိုးသားညီအစိုးရအနေနဲ့မဟာမိတ်စုဖွဲ့မှုခိုင်မာအားကောင်းရေးကိုအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ MG ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောသွားပါတယ်။ဒီကနေ့ဇွန်လ18ရက်နေ့မှာကျင်းပတဲ့အမျိုးသားညီညွတ်အစိုးရရဲ့စကုမြင်ဆောင်2024အစိုးရအဖွဲ့အစည်းအဝေးမှာ MG ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောသွားတာပါ။အဲ့ဒီအစည်းအဝေးမှာ MG ယာယီသမ္မတကအချက်နှစ်ချက်ကိုအဓိကထောက်ပြခဲ့ပြီးပထမအချက်အနေနဲ့လက်ရှိနွေဦးတော်လန်ရေးအတွက်မှာဖြတ်သန်းနေတဲ့စစ်ရေးမြေပုံအရွတ်တချို့နဲ့ပတ်သက်ပြီးတော့ ်အယုံကြည်အစိုးရအဖွဲ့ဝင်အားလုံးကိုတတိချက်စီခြင်းတဲ့အကြောင်းနဲ့ဒုတိယချက်ကဆန္ဒရှင်ချိန်မိုးရေးအတွက်စနစ်တကျလေ့ကျင့်တိစောက်ထားတဲ့တရင်တက်မတွေအမြောက်အများထပ်မံပေါ်ထွက်ဖို့လိုအပ်တဲ့အကြောင်းကိုအယုံကြည်ယာယီသမ္မတဒူဝလရှိလက်ကပြောသွားတာပါလက်ရှိဆန္ဒရှင်ရဲ့စစ်ရေးရန်ရာတွေကိုအမြင့်ကနေတူးဖြိုပစ်ဖို့ဆိုရင်တော်လည်ရင်အားစုအားလုံးရဲ့စုပေါင်းလက်တွဲဆောင်ရွက်မှုဟာအင်မတန်အရေးပါသလိုအမျိုးသားညီညွတ်အစိုးရအနေနဲ့လည်းတစ်ဖက်မှာမဟာမိတ်စုဖွဲ့မှုခိုက်မှအကောင်ရေးကိုနိုင်ငံရေးနည်းအရာ စ조사တိဆောင်နေတယ်လို့စီရေးနီးအရာလဲအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်လို့ MG ရိုက်သမဏဒူဝါလက်ရှိလက်ကပြောတော့ပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်တချီလိတ်မြို့ပေါ်မှာရှိတဲ့ online လောင်းစားယုံကိုအကြမ်းဖက်စစ်တပ်ကဝင်စီးပြီးတဲ့နောက်ဖမ်းဆီးရရှိတဲ့ဆိုင်ကအကောင်းစားတွေကိုကုန်ကားတွေနဲ့တင်ပြီးနေပြည်တော်ကိုတည်ယူနေကြတယ်လို့ဒေသခံပြည်သူတွေနဲ့စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် အဲ့ဒီရှမ်းပြည်နယ်တာချီလိုင်းမြို့ကအွန်လိုင်းလောင်းစားရုံကိုအကြံဖက်စစ်တပ်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလကပဲဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးအဲ့ဒီအလောင်းစားရုံကနေဝင်တဲ့300ကျော်နဲ့စိုင်းကဲတွေကိုပါဖမ်းဆီးရရှိခဲ့တယ်ဆိုပါလေအဲ့ဒီမှာဖမ်းဆီးရရှိခဲ့တဲ့စိုင်းကဲအကောင်စားတွေကိုစစ်ကောင်စီကဇွန်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲကုန်ကားတွေနဲ့တင်ပြီးနေပြည်တော်ကိုတည်သွားကြတယ်လို့နေပြည်တော်ရောက်ရင် license လုတ်ပြီးတော့စစ်ကောင်စီဌာနဆိုင်ရာရုံမှာပြန်သုံးမှာဖြစ်တဲ့ဆိုပြီးတော့တောင်ပြောသွားသေးတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် တဖက်ကတာချီလိတ်မြို့မှာရှိတဲ့ရဲတရင်ရင်းမြစ်ကလည်းအဲ့ဒီလိုလောင်ကစားရုံကဖမ်းဆီးရမိတဲ့ဆိုင်ကယ်တွေကိုနေပြီးတော့တည်သွားတဲ့ကိစ္စကမှန်ကန်တဲ့အကြောင်းကိုအတည်ပြုထားပြီးဘာအတွက်ကြောင့်တည်သွားတယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရဘူးလို့လည်းပြောထားပါသေးတယ်ခင်ဗျာဒီတခါပဲခူးတိုင်းဘက်မှာတော့တနပ်ပင်မြို့နယ်မှာအကျန်းဖက်စစ်တပ်နဲ့ပြူစော့တီတွေကတိုင်းနေရယူပြီးခွင့်ပြုထားတဲ့လောင်ကစားဝိုင်းကို ဒေါ်လန်ရေးတက်တွေကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဝေါ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်။ဇွန်လ16ရက်နေ့ကပဲတနက်ပင်မြို့မှာပြည်သူတွေကလောင်စာဝိုင်းတွေကိုရှင်းလင်းပေးဖို့ဒေါ်လန်ရေးတက်တွေကိုတိုင်ကြားမှုတွေကြောင့်ဝေါ်မြို့နယ်ပကပတပ်ဖွဲ့တွေကနေလူအယောက်တရာဝင်းကျင်လောက်စုဝေးနေတဲ့လောင်စာဝိုင်းကိုတနက်တွေမိုးပေါ်ထောင်ပစ်ပြီးဝင်ရောက်ရှင်းလင်းခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီအဝါဒေးလို့ခေါ်တဲ့အလောင်းကစားဝိုင်းတွေကိုသူစော့တီရဲမင်းထွန်းဆိုတဲ့သူက အကြမ်းဖက်စစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကိုငွေကျပ်300ပေးပြီးဖွင့်လှစ်ထားတာဖြစ်တယ်လို့ဒေါ်လာရေးတပ်တွေကဝင်းရောက်ရှင်းနေတဲ့အချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေကထွက်ပြေးကုန်ကြတယ်လို့လဲဝေါ်မြုံနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတက်ခိုက်မှုကြောင့်ကလေးငယ်တဦးအပါဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်လို့လဲဒေသခံပြည်သူတွေကပြောပါတယ်ဒီကနေ့ဇွန်လ၁၈ရက်နေ့မနက်ပိုင်းကပဲ တောင်ကုန်းမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာကန်စိတ်ခြေရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီရဲ့လေရင်ကကြဲချလိုက်တဲ့ဘုံသီးဟာခြေရွာထဲမှာကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်9နှစ်အရွယ်ကလေးငယ်တဦးအပါဝင်အရသာပြည်သူ၃ဦးသေဆုံးသွားတဲ့အပြင်၅ဦးထက်မနည်းကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အီတလီနိုင်ငံမှာဒေါ်ဆာဆူဂျီကိုချီးမြှင့်တဲ့ဂုံလူဆောင်နိုင်ငံသားစုကို ဒေါန်ဆဆူဂျီရဲ့တားဖြစ်သူကင်အေဗရစ်လို့ခေါ်တဲ့ကိုထိန်လင်းကတက်ရောက်လက်ခံခဲ့ပြီးမြန်မာချမ်းဖတ်စစ်တပ်ကြာရှုံးလိုက်မယ်လို့လည်းပြောသွားပါတယ်။ဒေါန်ဆဆူဂျီကိုဂွန်နူဆောင်နိုင်ငံသားစုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကိုယမန်နေ့ကအီတလီနိုင်ငံမြို့တော်ဝင်ကဥဆောင်ပြီးအီတလီအမတ်ဒေတာကောင်စီဝင်အီတလီလွတ်တော်အမတ်ဟောင်းနဲ့ဒေါန်ဆဆူဂျီရဲ့တငငယ်ချင်းဖြစ်သူအပါအဝင်မြန်မာနိုင်ငံဆိုင်ရာအီတလီတပ်အမတ်ဟောင်းတို့ပါတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်ဒေါန်ဆဆူဂျီအတွက်ချီးမြှင့်တဲ့ဂွန်နူဆောင်နိုင်ငံသားစုကို ဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရီလို့ခေါ်တဲ့ကိုထိန်လင်းကတက်ရောက်လက်ခံခဲ့ပြီးတဲ့နောက်လက်ရှိမြန်မာနိုင်ငံကအကြမ်းဖက်မှုတွေမကြာခင်ပြီးဆုံးသွားမှာဖြစ်ပြီးအကြမ်းဖက်နေတဲ့စစ်တပ်ကကြာရှုံးမှာဖြစ်တဲ့အပြင်မြန်မာဒီမိုကရေစီအရေးလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့လဲဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကပြောသွားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ